မင်္ဂလာပါရှင်။ CNI သတင်းဌာနရဲ့2025ခုနှစ်ဇွန်လ10ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ဖားကန်ဒေတာမှာကစင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့မြန်မာတပ်မတော်အကြားဖြစ်ပွားနေတဲ့စီရီဟာတရုတ်ပေါ်မှာတာမူတည်တယ်လို့တိုင်းလိုင်းရှင်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှဥက္ကရာစိုင်းထိအောင်ကပြောဆိုလိုက်တဲ့သတင်းထိုင်းအစိုးရကနိုင်ငံသားတွေကိုဖုန်းဒါမှမဟုတ် line application ကတဆင့်ဆက်သွယ်ပြီး စစ်မှုထမ်းဖို့တိုက်တွန်းနေတဲ့ဆိုတဲ့သတင်းတွေကိုညင်းဆိုခဲ့ပြီးကြားဖြန့်ကလိန်ညာနေခြင်းဖြစ်တယ်လို့ပြောဆိုလိုက်တဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အကစားသတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ပထမဆုံးသတင်းတပုတ်အနေနဲ့တင်ဆက်ပေးမှာကတော့ဖခန်ဒေတာမှာကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့မြန်မာတပ်မတော်အကြာဖြစ်ပွားနေတဲ့စစ်ရေးဟာတရုတ်ပေါ်မှာသာမူတည်တယ်လို့ တိုင်းလိုင်းရှမ်းပြည်အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှဥက္ကရာစိုင်းထီအောင်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဖားကန့်ဒေသမှာကချင်လူမျိုးရေးတက်မတော် KIA နဲ့မြန်မာတက်မတော်အကြားဖြစ်ပွားနေတဲ့စီရေဟာတရုတ်အပေါ်မှာသာမူတည်တယ်လို့တိုင်းလိုင်းရှမ်းပြည်အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP မှဥက္ကရာစိုင်းထီအောင်က CNN သတင်းဌာနကိုပြောပါရယ်။ဖကန်ဒေတာကကြောက်စိမ့်တူဖော်ရဲလောက်ွက်အားလုံးရဲ့နောက်ွယ်မှာတရုတ်နိုင်ငံရှိနေကြောင်းတရုတ်ကကြောက်စိမ့်မှောက်ခိုဈေးကွက်ကိုအာမပေးခဲ့ပါက မြန်မာနိုင်ငံရေးတဝက်ခန့်ညင်းအေးသွားနိုင်ကြောင်းသူကပြောပါတယ်အဲ့ဒီစစ်မီးကတော့အကျိုးစီးပွားကိုထိခိုက်နေတဲ့ခါကျတော့အခုပြန်ရတဲ့ကြည့်ရင်အကျိုးစီးပွားကိုထိခိုက်ပြန်လေ။နောက်တော့ကျေပြန့်လာနိုင်တယ်ဆိုတော့အဲ့ဒီဖတ်တန်ဒေတာမှာကဒီကျွန်တော်မြန်မာနိုင်ငံလက်လက်ကန်အဖွဲ့ကြီးဒီမဖွဲ့ဆိုကြပါစို့။ဒီစစ်တိုင်းကစိတ်မကောင်းပါဘူးလား။အဲ့မှာဒီနိုင်ငံရဲ့အကျိုးစီးပွားတော်တော်ကြီးမားမားရှိပါတယ်။ဒီတဲ့ခါကျတော့စီးရုံနေနဲ့ကျေပြန့်အောင်လုပ်မလားကျေပြန့်အောင်လုပ်မလားဆိုတော့အဲ့ဒါသူ့ပုံမှာတတ်မှုကြီးရပါဗျာ။ အခုပြောရမယ်ဆိုတော့ဖတ်တာဖတ်တဲ့ကြောက်ပင်းပင်းက2023လုံးကဒီရာသီမပြီမှာဆိုမြန်မာကြောင်းဝေးပြီးရန်66ပဲရရှိတယ်မြန်မာရဲ့ဒီအန်ဂိုလီယံတင်တဲ့အခြေစားပါတော့ဒီမှာဆိုရင်တော့ US ဒေါ်လာပြီးရန်27 27ပြီးရန်ရရတယ်အဲ့ဒီငါတို့နိုင်ငံကြီးပြည်မြန်မာကျောက်သိန်းကြီးကပြည်ဒီကွက်မှာဘလောက်ကြီးကောင်းနေတယ်ပေါ့နော်အဲ့ဒီဥစ္စာတွေကလည်းမြန်မာနိုင်ငံကလည်းတရားဝင်ထွက်သွားတာမဟုတ်ဘဲနဲ့ဒီ မင်းကိုင်ဖို့ကြည့်ဆိုရင်မောင်ကိုဖတ်သွားတာပေါ့အဓိကတော့ဒီကြောက်စိတ်ပြဖို့လေလောက်ကအားလုံးနဲ့နောက်ပေါ်မှာတင်းရှိတယ်ဆိုတာကိုလည်းကျွန်တော်သတိထားမှာပေါ့နော်ဒီစိတ်ကြီးခြေခံခြင်းခြေပြန်ခြင်းတဲ့ပေါ့ဒါကြောင့်မို့ကျွန်တော်တို့အိမ်ကြီးကောင်ပြည့်ပါအိမ်ကြီးကောင်ပြည့်ကြတယ်ဆိုရင်ကျွန်တော်တို့ဒီလိုမျိုးတို့ရနိုင်ရပါဘူးစိုးရနိုင်တာဖြစ်ဖြစ်ဖြစ်မှာလေဗျာဒီမျိုးကိစ္စမျိုးတွေကမောင်ကိုအားမပေးခဲ့ဘူးဆိုရင်ဒါလည်းမြန်မာနိုင်ငံရဲ့ညီချင်းတွေတကွက်လောက်ကိုညီညီတွားနိုင်ပါလား မြန်မာတက်မတော်အနေနဲ့ဖားကန့်ဒေတာမှာလက်လွတ်လိုက်ရတဲ့နေရာတွေကိုပြန်လည်ရယူဖို့ကြိုးပမ်းနေကြောင်းမေလကုံပိုင်းကဖားကန့်မြို့တွေကိုစစ်ကြောင်းဝင်ရောက်ကစစ်အင်အားဖြစ်တင်းနေကြောင်းဒေတာရင်းသတင်းဌာနတွေကဖော်ပြထားကြပါတယ်အဲ့ဒီနောက်ကချင်ပြည်နယ်ဖားကတ်မြို့အနီးမှာ KIA နဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေကြကြောင်းလည်းသိရပါဗျ။ KIA ဟာ2024ခုနှစ်မတ်လကစတင်ကမြို့သိမ်းတိုက်ပွဲတွေဆင်နွှဲနေပြီးနေမြေထိဆက်နေတဲ့စကိုင်းတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်နယ်စပ်တွေမှာလည်းတိုက်ပွဲတွေပေါ်ဆောင်နေရပါဗျ။ ဖားကန့်ဒေတာဟာစီးပွားရေးအရာအလွန်အရေးပါတဲ့ဒေတာဖြစ်တာကြောင့်မြန်မာတက်မတော်အနေနဲ့အကြီးကျယ်တိုက်ပွဲဝင်မှာဖြစ်တယ်လို့တရုတ်မြန်မာအရေးလေလာသုံးသက်သူဒေါက်တာလှကျော်စောက CNN သတင်းဌာနကိုပြောပါရယ်။အဲစစ်တပ်ကလည်းအကြီးကျယ်တိုက်မှာပဲဒါပေမဲ့ကျမကြည့်တယ်စစ်တပ်ကတိတ်လွယ်မယ်တော့မထင်ဘူး။အဲ့မဲ့ဟိုဗမော်တို့ဘာလို့မှလည်းတော်တော်တော့ခံနေတာပဲလေ။ဘာဖြစ်လို့လဲဆိုတော့သူကအဲခွန်င်းနေပါလေကြတော့သူကပုံများတာကိုအခြေခံအဲခွန်င်းကတော့ ်ပါလေနည်းနည်းပါညာသူတို့ဘက်ကတော့များတော့အဲ့ဒါလေးပဲဖြစ်မှထင်ပါတယ်ကြားနိုင်တယ်ခင်ဗျာဟိုနေ့အထိဟိုပါလေဘမော်မှာဖြစ်နေသလိုပဲရေချီကြီးဖြစ်ကောင်းဖြစ်နိုင်တယ်ခင်ဗျာဖားကန်ကိုမြမတက်မတော်ကထိုးစစ်စင်တာဟောင်းဘမော်လူမျိုးစီရေးအရာအရေးပါတာကြောင့်မဟုတ်ပဲတရံဇာတာကြောင့်ဖြစ်တယ်လို့လဲစီရေးနဲ့နိုင်ငံရေးအကြက်ခက်တွေကထောက်ပြကြပါတယ်အဲ့ဒီနောက် KIA ကလည်း 2024ခုနှစ်ဒီဇင်ဘာ4ရက်ကစတင်ကဗမော်မြို့သိမ်းတိုက်ပွဲကိုဆင်နွှဲနေပြီးဒီကနေ့ထိသိမ်းပိုက်နိုင်ခြင်းမရှိသေးပေမဲ့လည်းအေယာဝတီမြို့အရှိတ်ဘက်ချက်ဒေတာတစ်ခုလုံးကိုသိမ်းပိုက်ထားတာပါလက်ရှိမှာတော့ကချင်ပြည်နယ်ရှိမြို့နယ်တွေမှာတည်ရန်ဇာတာတူးဖော်နေမှုတွေဟာပုံမှုဆိုးရွားလာကြောင်းလဲဒေတာတွေသတင်းဌာနတွေကဖော်ပြထားကြပါတယ်ရွှေကပွဲဟာ NASA ကအတွက် trap box ဆိုတာထက်ပြည်သူလူထုရဲ့ထွက်ပေါက်ဖြစ်တယ်လို့ကရင်ပြည်သူပါတီဥက္ကဋ္ဌဒေါ်နတ်ခင်အေဦးက ြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာကျင်းပမယ်ရွေးကောက်ပွဲဟာ NASA ကအဒရက်ထပ်ပေါက်ဆိုခြင်းထက်ပြည်သူလူထုရဲ့ထပ်ပေါက်ဖြစ်တယ်လို့ကရင်ပြည်သူပါတီ KPP ဥက္ကရာဒေါ်နန့်ခင် EU ကရှင်းနိုင်တဲ့ဌာနကိုပြောပါရယ်ပြည်သူလူထုဟာတိုက်ပွဲတွေကြားညံ့နေပြီးတစားကန်ဖြစ်နေကြအောင်အဲဒါကြောင့်ရွေးကောက်ပွဲတရက်ကျင်းပပြီးအစိုးရတရက်ပေါ်လာမှသာလျှင်ရှေ့ဆက်နိုင်မည်ဖြစ်ကရွေးကောက်ပွဲဟာပြည်သူလူထုအတွက်ထပ်ပေါက်ဖြစ်တယ်လို့သူကပြောပါရယ်ဟုတ်ကဲ့ NASA ကအဲဒီထပ်ပေါက်ပေါ့နော်အဲ့လိုပြောနေတယ်ကျွန်တော်တို့ကတော့ 那放假就出包吃饭，嘟嘟嘟嘟在出包吃面就就差嘞，反正就是嘟嘟嘟啊，那个人奶赶过来哩吃哩吃啊，奶奶干一个婆哩吃哩吃哩啊，也不难喝，哈，嘟嘟嘟啊吃哩就三两钱哩哈，也不难喝，哎呦，哎老，你别叫我吃土豆片，要不的话嘞，因为我们红薯比较多嘞，看见了，因为首先苦瓜难买，哈，第一第一咱这边就苦瓜难买，第二。 ဆင်ရှင်းစပြီးလုပ်ရမယ်ဟာလေပေါ့ဒါပေမဲ့ peaceful and ကျွန်တော်လည်းမလုပ်နဲ့လာလာအဲမကောင်းတိုင်းမလုပ်နဲ့ဥစားဆိုရင်စာကြည့်ကောင်းမလုပ်မှန်းဆိုနိုင်ငံတော်ဘလူးပြန်ပြီးဆောက်ကြမယ်ဒီကောက်ပေါ်ကိုနေနေတာရအောင်လို့လုပ်နေဆိုတဲ့ဟာလေဆင်းရဲကြပါပြီအဲ့ဒါကြီးလုပ်နေတဲ့မှာအခြေရတော့တဖြည်းဖြည်းပေါ်လာမယ်လို့ယူဆတယ်ဒီမှာလို့နေရတော့ကြုံပြီးပြောဖို့ရတော့ ရွှေကောက်ဘွေဟာပြည်သူအတွက်ထွက်ပေါက်မဟုတ်ဘဲ NASA ကအတွက်ထွက်ပေါက်ဖြစ်တာကိုအငင်းပွားစရာမရှိကြောင်းနိုင်ငံရေးလေလာသုံးသပ်သူဦးကြီးမြင့်ကစီရင်နိုင်တဲ့ဌာနကိုပြောပါရယ်မြန်မာနိုင်ငံမှာရွှေကောက်ဘွေကို2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတွေမှာအပိုင်းလိုက်ခွဲပြီးကျင်းပသွားမယ်လို့ NASA ကဥက္ကဋ္ဌပုဂ္ဂိုလ်မကြီးမြင့်အောင်လိုင်ကပြောပါရယ်အဲ့ဒီနောက် NASA ကဟာနိုင်ငံရေးအကြက်တွေကိုရွှေကောက်ဘွေကျင်းပပြီးထွက်ပေါက်ရှာနေတာကြောင့် NASA ကကျင်းပတဲ့ ရွေးကောက်ပွဲကိုမပြတ်ပြအောင်ဖျက်ရမယ်လို့လက်နက်ကိုင်တွေနဲ့ဒီမိုကရေစီအရေးလှှရှားသူတွေကပြောကြပါဗျ။ဒါပေမဲ့နာဆာကရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံ မှတ်ပုံတင်ထားကြတဲ့နိုင်ငံရေးပါတီတွေကတော့လာမယ့်ရွေးကောက်ပွဲဟာနာဆာကအတွက် trap ball မဟုတ်ပဲပြည်သူလူထုအတွက် trap ball ဖြစ်ကြောင်းရွေးကောက်ပွဲမရှိပါကမြန်မာတံတော်ရဲ့အရေးပေါ်ပြဋ္ဌာန်းချက်အောက်မှာဖက်တန်းနေရမှာကိုသတိချက်ဖို့လိုအပ်ကြောင်းထောက်ပြကြပါတယ်လက်ရှိမြန်မာပြည်သူလူထုဟာစစ်ဘေးငလျင်ဘေးရေဘေးမုန်တိုင်းဘေးယောဂါဘေးစတဲ့ကပ်ဘေးတွေကိုရင်ဆိုင်ကျော်ဖြတ်နေရတယ်လို့လူမှုရေးစီးပွားရေးကျန်းမာရေးနိုင်ငံရေးပညာရေးတို့မှလည်းအလွန်နှိမ့်ချလာခြင်းကိုရင်ဆိုင်နေကြရပါတယ် CNN သတင်းချန်နယ်ရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ထိုင်းဆိုရာကနိုင်ငံသားတွေကိုဖုန်းဒါမှမဟုတ် live application ကတဆင်ဆက်သွယ်ပြီးစစ်မှုထမ်းဖို့တိုက်တွန်းနေတဲ့ဆိုတဲ့သတင်းတွေကိုညှိဆိုခဲ့ပြီးကြားဖြန့်ကလိန်ညာနေခြင်းဖြစ်တယ်လို့ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ထိုင်းဆိုရဟာနိုင်ငံသားတွေကိုဖုန်းဒါမှမဟုတ် line application ကတဆင်ဆက်သွဲပြီးစစ်မှုထမ်းမှုတိုက်တွန်းနေတယ်ဆိုတဲ့တင်တွေကိုညှင်းဆုပ်ခဲ့ပြီးကြားဖြန့်ကလိန်ညာနေတာဖြစ်တယ်လို့ထိုင်းဆိုရကပြောကြောင်း The Nation မှာဖော်ပြခဲ့ပါတယ်။အဲဒီနောက်ပြည်သူတွေအနေနဲ့အစိုးရကထုတ်ပြန်တဲ့တရားဝင်သတင်းတွေကိုသာယုံကြည်ကြဖို့လဲတိုက်တွန်းခဲ့တာပေါ့။ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်မှာတင်းမာမှုတွေမြင့်တက်နေချိန်မှာတရားမဝင်သတင်းရင်းမြစ်တွေကလည်းထွက်ပေါ်လာတဲ့အတိမပြုနိုင်တဲ့သတင်းတွေကိုယုံကြည်ခြင်းမပြုဖို့အစိုးရအဖွဲ့လက်ထောက်ပြောရေးဆိုခွင့်ရှိသူအနုကူပရိုဆန်နူဆက်ကပြောကြားခဲ့တာဖြစ်ပါတယ်။စစ်ဘက်ဆိုင်ရာအေဂျင်စီတွေဟာပြည်သူ ွေကိုဖုံးခေါ်ဆိုတော့ line application ကတစဉ်ဆက်သွယ်တာအဆရှိရဲ့မူဝါဒမျိုးမရှိကြောင်းလည်းအနုကူကအလေးထားပြောဆိုခဲ့တာပါထိုင်းတုံဝင်စစ်တပ်ကစစ်မှုထမ်းဖို့မခေါ်ပါဘူးတည်င်းမားတွေကိုမယုံကြဘူးပြည်သူတွေကိုတိုက်တွန်းချင်ပါတယ်လက်ရှိအခြေအနေကိုအမျက်ထုတ်ဖို့အတွက်တည်င်းအမားတွေဖြန့်နေကြတာပါလို့အနုကူကပြောကြားခဲ့ပါတယ်ဗဟိုစုံစမ်းစစ်ဆေးရေးဘျူရိုကလည်းကြားဖြန့်ဂိုင်းတွေဟာစစ်မှုထမ်းစုဆောင်းတဲ့ပုံစံမျိုးနဲ့လင်ညာနေကြကြောင်းကြားဖြန့်တွေဟာဖုံးခေါ်ဆိုပြီးစစ်မှုထမ်းရှင်းမှာတင့်နာမဲ့ပါကြောင်းလင်ညာနေကြတယ်လို့တတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်အဲဒီနောက်လူလိန်တွေဟာသူတို့ဆက်သွယ်တဲ့လူတွေကိုစစ်မှုထမ်းဆောင်ဖို့ဆန္ဒမရှိ ိပါကအရာရှိတအုပ်နဲ့ဆက်သွယ်ပြောဆိုနိုင်တယ်လို့ဆိုက line account တစ်ခုပေးခဲ့ကြောင်းလည်းအရာရှိတွေကပြောကြားခဲ့တာပါ။ကြားဖြန့်ကိုင်းတွေဟာသူတို့လိမ်မဲ့လူရဲ့ယုံကြည်မှုကိုရရှိဖို့အဲ့ဒီလူရဲ့နာမည်မှတ်ပုံတင်နံပါတ်နဲ့ပုံကိုရေးအချက်အလက်တွေကိုပါပြသနိုင်ကြပြီးစစ်မှန်တဲ့စစ်တပ်ရဲ့အာဏာပိုင်တွေပုံစံအတိုင်းလိမ်ညာနေကြတာဖြစ်တယ်လို့လည်းဆိုပါရယ်။အဲ့ဒီနောက်လိမ်ညာမဲ့သူတွေကိုစစ်မှုထမ်းတာနဲ့ပတ်သက်ပြီးတော့ဖိအားပေးပြီးအကြောက်တရားတွေတွင်းကစစ်မှုမထမ်းလိုပါကငွေကြေးပေးဆောင်ရမယ့်ပုံစံအတိုင်းချင်းကြောင့်လိမ်ညာနေတာဖြစ်ကြောင်းလည်းရဲတပ်ဖွဲ့ကပြောကြားခဲ့ပါရယ်။ ်လော့အင်ဂျလီမြို့မှာဖြစ်ပွားနေတဲ့ဆန္ဒပြမှုတွေကိုနှိမ်နင်းဖို့ကယ်လီဖိုးနီးယားပြည်နယ်ရဲ့အမျိုးသားအစောက်တပ်ဖွဲ့တွေဖြန့်ကျက်ချခဲ့တဲ့သမ္မတဒေါ်နယ်ထရန့်ရဲ့ဆုတ်ဖြတ်ချက်ဟာတရားမဝင်ဘူးလို့ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးကဝေဖန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်လော့စ်အန်ဂျလိမြို့မှာဖြစ်ပွားနေတဲ့ဆန္ဒပြမှုတွေကိုနိုင်နေဖို့ကယ်လီဖိုးနီးယားပြည်နယ်ရဲ့အမျိုးသားစောင်းတပ်ဖွဲ့တွေဖြန့်ကျက်ချခဲ့တယ်။တမနာဒေါ်နယ်ထရက်ဆုံးဖြတ်ချက်ကတရားမှုကြောင့်ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှုကဝေဖန်ခဲ့လို့ရိုက်တာကပေါ်ပြခဲ့ပါရယ်။ဆန္ဒပြမှုတွေရဲ့၃ရက်မြောက်နေ့ဖြစ်တဲ့ဂျွန်လ10ရက်မှာဒမ်မာတွေပေါ်မှာရဲတပ်ဖွဲ့နဲ့ဆန္ဒပြသူတွေကြားခိုက်ရန်ဖြစ်ပွားနေချိန်အမျိုးသားစောင်းတပ်ဖွဲ့တွေကလော့စ်အန်ဂျလိမြို့ထဲကိုဝင်လာခဲ့ကြပါရယ်။ဗီဒီယိုတစ်ခုမှာအမျိုးသားစောင်းတပ်ဖွဲ့တွေကအမိမေလုံးကျွေးတောင်းဝန်ရှိသူတွေနဲ့အတူလော့စ်အန်ဂျလိမြို့လယ်ကောင်းရှိမြို့တော်ခန်းမအနီးမှာဆန္ဒပြသူတွေနဲ့ခိုက်ရန်ဖြစ်ပွားနေတာကိုမြင်တွေ့ရပါ ါတယ်။ Los Angeles မြို့အရှေ့တောင်ဘက်ရှိအိမ်ဆောက်ပျက်စီးအယောင်ဆိုင်ဒီမှာလည်းအမျိုးသားအဆောက်အအုံတပ်ဖွဲ့တွေကိုမြင်တွေ့ရပါတယ်။ဒီနေ့ကဇွန်လ9ရက်ကရဲတပ်ဖွဲ့ဝင်တွေနဲ့စန္ဒပြည်သူတွေကြားခိုက်ရန်ဖြစ်ပွားခဲ့တဲ့နေရာဖြစ်ပါတယ်။ မြို့လယ်ကောင်မှာဖရယ်ရရှိတွေကဆန္ဒပြလူအကိုလူစုခွဲဖို့မျက်ရည်ပုံနဲ့အသုံးပြုခဲ့ပြီးဆန္ဒပြသူတွေကလည်းရဲရရှိတွေကိုကွန်ကရစ်အပိုင်းစားတွေပလင်တွေအခြားပစ္စည်းတွေနဲ့ပြပောက်ခဲ့လို့ Los Angeles ရဲစခန်းကပြောကြားခဲ့ပါတယ်။လူဝင်မှုနဲ့အကောက်ကွန်ရရှိတွေဟာရွှေပြောင်းနေထိုင်သူတွေကိုဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက်ဂျွန်6ရက်ညပိုင်းကစပြီးဆန္ဒပြမှုတွေစတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဂျွန်လ9ရက်မှာဆန္ဒပြသူတွေနဲ့ဖရယ်လုံခြုံရေးအေဂျင့်တွေထိတိုက်တွေ့ခဲ့ပြီး American ဆိုရက Los Angeles မြို့ကိုမြို့သားအဆောင်တပ်ဖွဲ့ဝင်2000ဆီလွတ်မယ်လို့ပြောကြားခဲ့ပါတယ်။ကောက်ဝေးဝင်ကြီး PSN ကလည်းအကြမ်းဖမ်းမှုတွေဆက်လက်ဖြစ်ပွားနေပါကတမ်းပြစ်စစ်မှု ူတန်းတွေကိုဆေးလွတ်ဖို့ပင်တယ်ကောင်ကဖြစ်စင်ထားကြောင်းတတိပေးခဲ့ပါတယ်။ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ထရန့်ဆိုးရွားကိုမျိုးသားအဆောင်တပ်ဖွဲ့တွေဆေးလွတ်တဲ့အမေအားပြန်လည်ယူသိမ်းဖို့ဂျွန်လာရှိရကတောင်းဆိုခဲ့ပါတယ်။ရုရှားရေတပ်အင်အားကိုမြင့်တင်ဖို့သမ္မတပူတင်ကအတည်ပြုလိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ ရုရှားသမ္မတပူတင်ဟာရုရှားနိုင်ငံကိုကမ္ဘာထိပ်သီးရေတပ်အင်အားကြီးနိုင်ငံအဖြစ်ပြန်လည်ထိန်းသိမ်းဖို့ရည်ရွယ်ထားတယ်။ရေတပ်မဟာဗျူဟာအသစ်ကိုအတည်ပြုခဲ့တယ်လို့ခရမလင်နန်းတော်ရဲ့လက်ထောက်နီကိုလိုင်ပက်ထရူရှက်ကပြောကြားခဲ့တယ်လို့ရိုက်တာမှဖော်ပြခဲ့ပါတယ်။ရုရှားဟာတရုတ်နဲ့အမေရိကန်ပြီးရင်ကမ္ဘာတတိယမြောက်ရေတပ်အင်အားအကြီးဆုံးနိုင်ငံဖြစ်ကြောင်းအစစ်သမ္မတချက်တွေမှာဖော်ပြထားပြီးယူကရိန်းစစ်ပွဲမှာရုရှားရေတပ်ဟာ ထိခိုက်ဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ဆိုပါရယ်။ဆိုဗီယက်ခေတ်ကစိန့်ပီတာစပက်မြို့မှာပူတင်နဲ့အတူတာဝန်ထမ်းဆောင်ခဲ့မှုတဲ့ KGB တရှုဟောင်းပက်ထရူရှက်က2050ပြည့်နှစ်အထိရုရှားရေတပ်ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာလို့အမည်ပေးထားတဲ့ရေတပ်မဟာဗျူဟာအသစ်ကိုပူတင်ကမေလကုန်ပိုင်းမှာအတည်ပြုပေးခဲ့တယ်လို့ထုတ်ပေါ်ပြောကြားခဲ့တာ ဖြစ်ပါရယ်။ ရုရှားရဲ့အနေထားကိုကမ္ဘာအကြီးဆုံးရေတပ်အင်အားတွေထဲမှာပါဝင်စေဖို့တဆင့်ချင်းစီလှုံ့ဆော်နေပါတယ်လို့ပက်ထရူရှက်က Argumenti Affetti သတင်းစာနဲ့ပြုလုပ်တဲ့အင်တာဗျူးမှာပြောကြားခဲ့ပါတယ်။တမောဒီယာရဲ့ထဲမှာဖြစ်ပွားနေတဲ့အခြေအနေတွေပြောင်းလဲလာတဲ့စိန်ခေါ်မှုတွေနဲ့ချင်းချောက်မှုတွေအတွက်စိတ်မှန်းဖြစ်နိုင်ခြေတွေကိုရေရှည်အမြင်မရှိဘဲအခုလိုမျိုးလှုံ့ဆော်ဖို့မဖြစ်နိုင်ကြောင်းရုရှားရေတပ်ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေနဲ့ရီမန်းချက်တွေတိတိကျကျမရှိပါကလည်းအခုမဟာဗျူဟာကိုလှုံ့ဆော်ဖို့မဖြစ်နိုင်ကြောင်းပက်ထရူရှက်ကပြောကြားခဲ့တာပါ။ရုရှားဟာစစ်အေးကာလကကာကွယ်ရေး းနဲ့လုံခြုံရေးအဆင့်ထိမြင့်တက်စေဖို့စစ်အသုံးစရိတ်တွေကိုမြင့်တင်နေသည့်တိုင်ပက်ထရူရှက်ကရေတပ်ရဲ့မဟာဗျူဟာအသစ်နဲ့ပတ်သက်ပြီးအသေးစိတ်ထုတ်ပြန်ခဲ့တာမရှိပါဘူး။2021ခုနှစ်ကအမေရိကန်ကောင်ကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာတရုတ်ရေတပ်ဟာကမ္ဘာပေါ်မှာအင်အားအကြီးမားဆုံးဖြစ်ပြီးတရုတ်ဟာ2030ပြည့်နှစ်ရောက်ရှိချိန်မှာစစ်သင်္ဘောအစင်း460အထိမြင့်တက်လာလိမ့်မယ်ဖြစ်ကြောင်းဖော်ပြထားပါတယ်။ထပ်ပေါ်နေတဲ့သတင်းရင်းမြစ်တွေအရရုရှားမှာနျူကလ িয়ার စွမ်းအင်သုံးရင်းငုတ်သင်္ဘော14စင်းအပါအဝင်ရင်းငုတ်သင်္ဘော89စင်းစစ်သင်္ဘော222 ်20ရှိပြီးရုရှားရဲ့အကြီးအကဲစစ်သင်္ဘောအုပ်စုဟာဗားရက်ပင်လယ်စီဘာရူမော့စ်မြို့ရှိမြောက်ပိုင်းစစ်သင်္ဘောအုပ်စုဌာနချုပ်ဖြစ်ကြောင်းဖော်ပြထားပါတယ်။စီအန်အန်သတင်းဌာနရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အကစားသတင်းကိုတင်ဆက်ပေးပါမယ်။ချက်စီအသင်းကိုနှုတ်ဆက်ခြင်းနဲ့လို့ချက်စီအသင်းပိုင်ရှင်ဟာအီဘရာမိုဗစ်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ခြေရည်သင်းပိုင်ရှင်အောင်အီဗရာမိုဗစ်ကသူချစ်တဲ့ခြေရည်သင်းကိုနှုတ်ဆက်မှုပြုလုပ်ခြင်းနဲ့အတွက်ဒီနေ့မှအတင်းရဲ့ပွဲကိုတက်ရောက်ကြည့်ရှုခြင်းနဲ့လို့ပြောခဲ့တာကို The Inside Story of the CEO ခြေသီးစာအုပ်ထဲမှာဖော်ပြထားပါတယ်။အီဗရာမိုဗစ်ကဒီနေ့မှကျွန်တော်ကခြေရည်သင်းရဲ့ပွဲတစ်ပွဲကိုတက်ရောက်ပြီးတည်တည်ချာချာလေးနှုတ်ဆက်မှုတွေပြုလုပ်နိုင်မယ့်အခြေအနေမျိုးရှိဖို့မျှော်လင့်ပါတယ်။ဒီထဲကျွန်တော်ဘာမှမလိုချင်ပါဘူးလို့ပြောခဲ့တာပါ။အီဗရာမိုဗစ်ကယူရိန်းကိုကျူးကျော်မှုပြုလုပ်ခဲ့တဲ့ရုရှားသမ္မတပူတင်ရဲ့မဟာမိတ်ဖြစ်ကြောင်းစွပ်စွဲမှုတွေကြောင့်ခြေရည်သင်းကိုရောင်းချဖို့ကလွယ်ပြီးအခြားရွေးချယ်စရာမရှိတော့ဘူးလို့2022ခုနှစ်မတ်လမှာကြေညာခဲ့တာဖြစ်ပါတယ်။အီဗရာမိုဗစ်ကဗြိတိန်အစိုးရရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုလည်းခံခဲ့ရတာပါ။ အီရန်ဘောဘေးစာချဲစည်းသင်းကိုတော်ဝင်လီဥဆောင်တဲ့အစုဖွဲ့တန်းကိုပေါင်နေသက်မှ5ဘီလီယံနဲ့ရောင်းချခဲ့တာဖြစ်ပါတယ်။အီရန်ဘောဘေးစာဒီငွေကြေးတွေကိုပိတ်ခံထားတဲ့ဗြိတိန်ဘဏ်ကောက်ထဲမှာထည့်ထားတာပါ။အီရန်ဘောဘေးစာချဲစည်းသင်းကို2003ခုနှစ်မှာပေါင်တန်140နဲ့ဝယ်ယူခဲ့ပြီးအတင်းကိုစူပလာတွေရောက်နိုင်တဲ့ခေတ်ကိုစတင်ခဲ့တာဖြစ်ပါတယ်။ချဲစည်းသင်းကအီရန်ဘောဘေးစာလက်ထက်မှာပရီးမီယာလီဂ်နဲ့ချန်ပီယံလိဂ်ဖလားတွေပါဝင်စူပလာအောင်မြင်မှုတွေအများပြားရယူနိုင်ခဲ့တာပါ။အီရန်ဘောဘေးစာချဲစည်းသင်းကိုရောင်းချခဲ့ပြီးနောက်အခြားဘယ်ကလပ်ကိုမှပိုင်ဆိုင်လိုခြင်းမရှိတော့ဘူးလို့လည်းဒီစာအုပ်အတွက်ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာပြောခဲ့ပါတယ်။အီရန်ဘောဘေးစာက professional အခမ်းအနား မှာတော့ကျွန်တော်ကဘောလုံးအသင်းသင်းရဲ့ဘယ်အခန်းကဏ္ဍကိုမှစိတ်ဝင်စားတော့ပါဘူး။ခြားနားမွေးတစ်ခုကိုဖန်တီးနိုင်တဲ့အစားပြုံးမှုရှိခဲ့ရင်တော့အကယ်ဒမီနဲ့လူငယ်တွေကူညီပေးနိုင်တဲ့အရာရှိနိုင်ပါတယ်။ဒါပေမဲ့ကလပ်တင်းရဲ့ပိုင်ရှင်ဒါမှမဟုတ် professional အခန်းကဏ္ဍကတော့ဒီဘဝမှာပြီးဆုံးသွားပြီလို့ပြောကြတာပါ။ Ibrahimovic ထွက်ခွာပြီးနောက်ပိုင်း Suplak အောင်မြင်မှုနဲ့ဝေခွာခဲ့တဲ့ချယ်ဆီတင်ဟာပိုင်ရှင်စ်လက်ထက်မှာပထမဆုံး Suplak ဖြစ်ပြီးခဲ့တဲ့ရာသီက Conference League ဘလာကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်။ CNN သတင်းဌာနရဲ့2025ခုနှစ်ဇွန်လ10ရက်နေ့အတွက် နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြီးချွတ်အားပေးကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြံပါကြပါစေရှင်။